ဘာပေါ်မှာကစီအနေဆုံးဂျပန်လူမျိုးလူကြီးမင်းကကဘာပေါ်မှာကစီအနေဆုံးလူကိုပြောပါဆိုရင်လူကြီးမင်းရဲ့ကောင်လေးကိုပြင်းပြမိမှာသိကြပါတယ်ဒါပေမဲ့ကဘာပေါ်မှာကစီအနေဆုံးဖြစ် green စံချိန်တင်ထားတဲ့လူရှိပါတယ်ဟမ်အဲ့ဒီလူကတော့ကျွန်တော်တို့ရဲ့အချစ်တော်ဂျပန်နိုင်ငံကြီးရဲ့ဂျပန်လူမျိုးပဲဖြစ်ပါတယ်သူမနာမည်ကတော့ကိတ်ဟာရှီမိုတိုပါသူမဟာအခုလုံးဝကိုအဆအဆအရာရာဈေးကြီးတဲ့နယူးယောက်မြို့ကြီးမှာနေထိုင်ပြီးတော့အလုပ်လုပ်နေပါတယ်။ ူမဟာအဝေးစားဆိုရင်လည်းတကားမှာအစ်စ်မွေပဲနဲ့ဘေးတို့ရောင်းတဲ့ဆိုင်တွေမှာပဲဝေးလေးရှိပါတယ်။အဲ့ဒီလိုဆိုင်တွေမှာဝေးရင်တော့မှလူကြီးမင်းရဲ့အမေနဲ့ဈေးဝယ်ထွက်သလိုပဲဘေးတို့ကိုယ်တော်မှာတဝက်ဈေးနဲ့စစ်တဲ့အထိကိုကစီးနေပါတယ်။အတွင်းငန်နေဆိုလို့ရှိရင်လည်းဝယ်ပြီးရင်တက်ထည်ကို၁၀နှစ်လောက်ဝယ်ပါတယ်။တူမနောက်ဆုံးဝယ်ထားတဲ့ဒီအတွင်းငန်ဆိုလို့ရှိရင်1998ခုနှစ်ကတည်းကဝယ်ထားတာပါ။ဘလောက်တော့ကြာပြီလဲဆိုရင်အတွင်းငံကခါချိုးတွေရော့ပြီးတော့ချောင်ကျနေတာကြောင့်ကလစ်နဲ့တွဲချုပ်ပြီးတော့ဝတ်ပါတယ် ခြေအိတ်ဆိုလို့ရှိရင်လည်းလူကြီးမင်းတွေ့ရတယ်လို့ပဲပါလွာပြီးတော့အထက်ကချက်တော့ကိုပါမြင်ရတဲ့အထိတောက်လျှောက်ဝတ်ပါတယ်။ပြီးတော့သူမဟာအဝတ်တွေကိုအဝတ်လျှော်ဆက်နဲ့လည်းတခါမှမလျှော်ပါဘူး။ဘာလို့လဲဆိုရင်တော့အဖေကရှင်းပါတယ်။အဝတ်လျှော်ဆက်တဲ့ထဲလျှော်ရင် ရေဘိုးနဲ့ဗီတာဘိုးကုန်ပါဆိုလို့ပါ။အဲ့ဒါကြောင့်သူမဟာအဝတ်တွေကိုလျှော်ခြင်းရင်သူမရေချိုးရင်လည်းတခါတဲ့အဝတ်ရောလူရောပါရောလျှော်တာပါ။ကောင်းလျှော်ပြီးရင်လေမီတာခတ်ကုန်ပါဆိုလို့ဒရိုင်ယာနဲ့တခါမှမမှုပဲနဲ့ခုနှစ်ကလျှော်ထားတဲ့အင်ဂျင်နဲ့ပဲကိုကိုကိုတုတ်ပြီးတော့အဲ့ဒီအင်ဂျင်ကိုပဲပြန်ပြီးတော့အချောက်လမ်းပါတယ် အခုကျွန်တော်ပြောနေတော့မှာပဲလူကြီးမင်းကသူမရဲ့ဇပင်ကိုလည်းတတိထားမိနေလောက်မယ်လို့တော့ထင်ပါတယ်။ဟုတ်ပါတယ်။ဒီလောက်တော့ကက်စီနေတာကိုဇပင်ကိုဆိုင်မှာတွားညက်တွားရှော်မလုပ်တာကတော့ဘေးရင်တွားမင်းတော်မှာစံကုန်ပါလေ။သူမဟာအရင်တော့ကတော့ဇပင်ညက်တင်တဲ့တွေမှာပရာဟိတဇပင်ညက်တင်တဲ့သူတွေစီကအညက်ခံပြီးတော့အခုနောက်ပိုင်းတော့သူ့ဟာသူပဲညက်တယ်လို့ဆိုပါတယ်။အဲဒါကြောင့်ပဲသူမရဲ့ဇပင်ကလေးဟာအခုလိုလင်းမွထွေးမွကားတဲ့ကဇပင်ကလေးမျိုးလေးဖြစ်နေတာတော့မထူးဆန်းပါဘူး။ ီးနေတဲ့ဘီးကလည်းသူမရဲ့အရင်ခန်းပေါ်ကကြံခဲ့တယ်ဘီးလို့ဆိုပါတယ်။အဲ့ဒီလိုစပင်ကီလေးနဲ့ကက်စီလေးနဲ့မဆိုသလောက်လေးနေတာကြောင့်အခုထိသူမမှာချစ်သူမရှိသေးဘူးလို့လည်းဆိုပါတယ်။အဲ့ဒါကြောင့်ကျွန်တော်ကိုမန့်မှာအမြဲတမ်းဂျပန်ကောင်မလေးရှာပေးပါဆိုပြီးတော့လာလာမန့်နေတဲ့သူတွေအတွက်ဒီဂျပန်ကောင်မလေးတယောက်တော့ကြံပါသေးရဲ့ခင်ဗျာ။သူမရဲ့ကက်စီနဲတာတွေကဒီလောက်နဲ့ပဲတော့ပြီးမသွားပါဘူး။လူချင်းမင်းကဒါကိုသူမရေချိုးရင်ရောဆက်ပြတိုက်လား။ခေါင်းကိုရောလျှော်လို့ရှိရင်ရောဆက်ပြနဲ့လျှော်လားအနက်မထွက်အောင်ဘာဒီလေးနဲ့ဆိုပြီးတော့မေးလာနိုင်ပါလေ။ ဒါအတွက်တော့မပူပါနဲ့။သူမမှာလူကြီးမင်းထံအလှကုန်ပစ္စည်းတွေပို့ပေါ်ပါတယ်။ဟုတ်ပါတယ်။သူမဟာဒါတွေအကုန်လုံးကိုလူကြီးမင်းတို့လိုပဲ shopping mall တွေမှာအလက်ကားရတဲ့ free sample တွေအကုန်လုံးကိုလိုက်ပတ်လင်းပြီးတော့စုထားတာပဲဖြစ်ပါတယ်။စက်ပြာတွေတွားတိုက်စီတွားတိုက်တန်တဲ့ဂျုတ်တွေကအစားအလက်ကားရတဲ့ free sample တွေကိုပဲလိုက်စုထားပါတယ်။တစ်ခါမှကို့ဟာကိုဝယ်တယ်ဆိုတာမရှိပါဘူး။အိမ်မှာသုံးဖို့တ िश ူးနဲ့တွိုင်းလက်သုံးဖို့စက်ကူတွေကိုလည်းအများသောအိမ်သားတွေက free လိုက်ပြီးတော့ဂုံးစင်ပါလေ ဟာသူမအတွက်လိုအပ်တဲ့ pre book ပစ္စည်းတွေကိုတခါမှမဝယ်ပါဘူး။သူမဟာအမိုက်ပုံကပဲ like ောက်ပြီးတော့ခုံတွေ၊မှု့ရတွေကအစားအမိုက်ပုံကပဲ like ောက်တာပါ။ကဲဒီဗီဒီယိုကိုအခုကြည့်နေတဲ့လူကြီးမင်းကလည်းဂျပန်ရောက်ရင်ရေပိုးမီဖို့နဲ့အခုနေရအရင်စေးကြည့်တာကြောင့်သူမကိုကြည့်ပြီးတော့ချွေတာနီးတွေကိုတင်ယူလို့ရပါတယ်ခင်ဗျာ။ငကူကလေးကချစ်သူမရှိတဲ့လူကြီးမင်းအတွက်တော့ပတ်စံတွေအကုန်ကြခံပြီးဖိလိမ့်ပြင်စင်နေလေရီးစားမရနိုင်တာကြောင့်သူ့လိုကိုယ်တိုင်းစပင်ညက်ပြီးတော့လေးမှုထွေးမှုကိုလွင်းနေပဲဂျပန်မှာချွေချစ်တာတာနေဖို့ကိုအကြံပေးနေပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါဗျာကျွန်တော်အခုလိုဂျပန်နဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေအမြဲတင်ပေးနေရမှုလို့နောက်လည်းကြည့်ကြည့်လို့ရှိရင်အခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကို like and share လေးလေးလုပ်ထားပေးပါဦးခင်ဗျာဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတော့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာအားလုံးပဲတက်တာ